်မင်္ဂလာပါရှင်ဒီကနေ့ကနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမလေးရှားတွင်စတင်အမေရိကန်သမ္မတထရန့်အပါအဝင်ကမ္ဘာကောင်းဆောင်များတက်ရောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြမအရေးသက်ဆိုင်သူအလုံးလှုပ်ပေးဖို့သမ္မတထရန့်တောင်းဆို လေးရှားနိုင်ငံကွာလာလပူမြို့၌ယနေ့အောက်တိုဘာလ26ရက်တွင်48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးစတင်ကျင်းပနေပြီးအာမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ကမ္ဘာနိုင်ငံကောင်းဆောင်များတက်ရောက်နေကြောင်းသိရပါသည်။အဆိုပါထိပ်သီးအစည်းအဝေးကိုအောက်တိုဘာ26မှ29ရက်အထိ၄ရက်ကြာကျင်းပသွားမည်ဖြစ်ပါသည်။အစည်းအဝေးအစီအစဉ်များအရယခုအချိန်တွင်ဒေတာရင်းလုံခြုံရေးနှင့်နိုင်ငံရေးစိန်ခေါ်မှုများမြမအရေးအပါအဝင် ထောင်တရုတ်ပင်လယ်အရေးနိုင်ငံဖြတ်ကျော်ရဇဝတ်မှုများဥပမာကြားဖြတ်လင်းလင်းမှုများအပြင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးရေးကိစ္စများအားအဓိကထားဆွေးနွေးကြမည်ဖြစ်ကြောင်းသိရပါသည်စီးပွားရေးဆွေးနွေးမှုများတွင် digital စနစ်ပြန်လည်ပြေဖြိုးမြဲစွမ်းအင် renewable energy နှင့် green growth ကဲ့သို့သောခေတ်မီဦးစားပေးကဏ္ဍတင်များကိုလည်းထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါသည်ထို့ပြင်တီမောလက်စ်တေးနိုင်ငံကိုအာဆီယံအဖွဲ့၏၁၁ရောက်မြောက်အဖွဲ့ဝင်နိုင်ငံအဖြစ်ရင်းအစည်းအဝေးတွင်တရားဝင်လက်ခံအတည်ပြုမည်ဖြစ်ရာ အာဆီယံအတွက်သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်၎င်း၏ခီးစဉ်အတွင် ထိုင်းနှင့်ကမ်ဘောဒီးယားနှစ်နိုင်ငံတို့၏နှိရှိနေတာပြဿနာငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးပွဲကိုလည်းတက်တည်အဖြစ်တက်ရောက်မည်ဖြစ်ပါတယ်။၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့မြန်မာနိုင်ငံမှစစ်ကောင်စီခေါင်းဆောင်ဘုတုံမူကြီးမရောက်နိုင်မှမို့တက်ရောက်ခွင့်မရရှိပဲနိုင်ငံသားရေးဝန်ကြီးဌာနမှဝန်ကြီးအဆင့်မဟုတ်သည့်ကိုစလေတာတက်ရောက်မည်ဖြစ်ကြောင်းသိရပါတယ်။ ရှင်းစီဝေးနိုင်မြန်မာနိုင်ငံ၏ဘုံသဘောတူညီချက်၅ရက် FPC အကောင့်ထဲပုံမှုကိုခေါင်းဆောင်များကပြန်လည်တုံ့သက်ကြမည်ဟုလည်းသိရပါတယ်။ဆက်လက်ပြီးညဝရီမျိုးနဲ့ KK ပတ်တွင်ယနေ့ညနေပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွား KK ပတ်တစ်ခုလုံးကိုလည်း VGF ကအမောင်းချထားပြီးရှင်းလင်းရေးလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ် KK ပတ်တွင်ယနေ့ညနေပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး BGF ကအမောင်းချထားကရှင်းလင်းရေးလှုပ်ဆောင်နေကြောင်းနှင့်စက်ဒေတာသတင်းရင်းပြများကသတင်းဌာနကိုပြောကြားပါရစေ။ ယနေ့အောက်တိုဘာလ26ရက်နေ့ညနေ9နာရီကျော်ခန့်တွင်မြဝတီမြို့နယ် KK ပတ်အတွင်ပေါက်ကွဲမှုထပ်မံဖြစ်ပွားပြီးနောက်မိခိုလုံများထွက်ပေါ်လာသည်ကိုတွေ့မြင်ရကြောင်းအဆိုပါ KK ပတ်အတွင်ကြားဖြန့်လောက်ကိုင်းသူများထွက်ခွာပြီးပြီးနောက် PDF ကနေ့စဉ်ပေါက်ကွဲမှုများလှုံ့ဆောင်းကရှင်းလင်းရေးလှုံ့ဆောင်းနေခြင်းဖြစ်ကြောင်းသိရပါသည်ထို့သောပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ယနေ့ညပိုင်းတွင်လည်း PDF က KK ပတ်တစ်ခုလုံးကိုအမှောက်ချထားကရှင်းလင်းရေးများဆက်လက်လှုံ့ဆောင်းနေကြောင်းသိရပါသည်ဒီနေ့ညနေပိုင်းလေ KK ပတ်ထဲမှာစက်တိုက်ကိုပေါက်ကွဲမှုတွေဖြစ်နေတဲ့ PDF ကကြားဖြန့်ကိစ္စနဲ့ပတ်သက်တဲ့ဟာကိုရှင်းလင်းရေးလှောက်ဆောင်နေတာလို့တော့ယူဆရတယ်။ပောက်ကွဲမှုဖြစ်ပြီးမိโกလုံးတွေထွက်လာတာကိုမြင်နေရတယ်။ပောက်ကွဲအကတော်တော်ပြင်းနေ။ထိုင်းဘက်ကအိမ်ကိုပါပုံဆလာတည်တယ်။ခေါင်းမိုးပောက်သွားတယ်။အခုညပိုင်းအထိခေခေပတ်သေးမိတွေပိတ်ထားတယ်။အကုန်အမောင်းချထားတယ်။သူတို့ဘာသာရုပ်ရှင်ရိုက်နေတာလားတော့မသိဘူး။အရင်ရက်တွေဆိုရင် ညပိုင်းမှပောက်ကွဲမှုဖြစ်တဲ့ဒီနေ့ကပိတ်ရက်လည်းဖြစ်တော့ညနေပိုင်းလည်းဖြစ်တော့လူတွေပုံမြင်ရတဲ့ထိုင်းဘတ်ချန်ကတော့နေဆက်လုံးကြုံရင်မှအစစ်အစစ်တင်းကျပ်ထားတော့မယ်ဟုနေဆက်ဒေတာသတင်းရင်းမြစ်များကပြောဆိုပါတယ်အလားတူအော်တိုဘားလ25ရက်နေ့ညနေ9နာရီကျော်ခန့်ကလည်း KK ဘတ်အတွင်ပောက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းအော်တိုဘားလ22ရက်နေ့နဲ့အော်တိုဘားလ23ရက်နေ့မှစတင်ပြီး KK ဘတ်အတွင်မှကြာဖြန့်လောက်ကိုင်းနေသူများကို BGF နဲ့ထုတ်ခဲ့ပြီးအရေးကြီးသောကြာဖြန့်တရုတ်တတိများကို BGF ကခေါ်ထုတ်ကရွှေကုတ်ကို BGF အရေးကြီးတာများ များတွင်ခိုလုံခွင့်ပေးထားကြောင်းနေဆက်တရင်ချင်းမြက်ကပြောဆိုပါရယ်ယနေ့ချိန်ဒီ KK ပတ်မှထိုင်းနိုင်ငံမဲဆောက်မြို့သို့ထွက်ပြေးရောက်ရှိလာသောစုစုပေါင်း1233ဦးရှိနေပြီးထိုင်းအာဏာပိုင်များကစီစစ်မှုများလှုံ့ဆော်ကာယာယီခိုလုံရေးစခန်းများတွင်ထိန်းသိမ်းထားကြောင်းသိရပါရယ်ဆက်လက်ပြီးတသက်ခိုင်အမတ်လောင်းပြုတ်ခြင်းမှာ NLD နဲ့ပတ်သက်ဖူးသူမှန်တမ်းများကိုညှိလန့်ရှင်းခြင်းဟုဆိုတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်တသက်ခိုင်ကိုလွှတ်တော်အမှတ်လောင်းဆက်ရင်မှပယ်ဖြတ်လိုက်ခြင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ပတ်သက်ခဲ့ဘူးသူမှတ်တမ်းများအာ ရေလံရှင်းလင်းပြစ်ခြင်းဟုနှားလေကြောင်းမုံရွာအခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကဆိုပါတယ်မင်းအောင်လိုင်နဲ့စစ်အာဏာရှင်စနစ်ကိုဇုံလုံးကန့်ထောက်ခံခဲ့သည့်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတတက်ခိုင်သည်ရန်ကုန်တိုင်း FPTB အမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်အမှတ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ရန်အမည်စရင်းတင်သွင်းထားခြင်းဖြစ်ပြီးတက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကာကြီးပါပြဋ္ဌာန်းချက်နှင့်ညီစွမ်းသက်ဖြင့်ခုစလေလောင်းဆက်ရဲမှပဲ့ပြတ်ကြောင်း စ်ကော်မရှင်လက်အောက်ခံတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ချပါတယ်။အရင်တုန်းကဝင်းကြီးခန့်နာကြတော့မင်းအောင်လိုင်ကို2020ရွေးကောက်ပွဲမတိုင်ခင်ကအာနာသိမ့်ဖို့အတွက်ရဲစည်းတင်ပေးတဲ့အတွက်ဂျေဆုဆက်တဲ့သဘောလို့ထင်တယ်။ဂျေဆုတွေခြေပြီးလို့မင်းအောင်လိုင်ကတတ်မှတ်လိုက်ပုံပဲ။အခုကတော့လုံးဝမမျှော်လင့်ထားတဲ့အချိန်ရောက်မှပွဲသိမ်းရိုက်ချပြစ်လိုက်တယ်။မင်းအောင်လိုင်က NLD တစ္ဆာဖောက်တွေကိုတောင်မယုံကြည်တဲ့သဘောပဲဟု၎င်းကသတင်းဌာနကိုပြောပါတယ်။ တတ်တက်ခိုင်းပြီးခွန်တို့အင်ယာစီမံကိန်းများနဲ့ပတ်သက်ပြီးကမ္ဘောဇာဘဏ်မှချေထားသောကျပ်ဘီလီယံပေါင်းများစွာကိုပြန်မဆက်နိုင်သေးတဲ့အကြောင်းသတင်းထွက်ပေါ်လျက်ရှိပါတယ်။ဥပဒေဆိုတာမင်းအောင်လိုင်းပတ်သက်ထဲမှာပဲရှိတယ်။ဒီလောက်အတွေးထူနေတဲ့သူကိုအရင်ကဝင်ကြီးပါလို့ခန့်ခဲ့တယ်လေ။အဖေကခန့်ကျင်လို့ခန့်ခဲ့တယ်။အခုအမတ်လောင်းကနေဘာလို့ဖြုတ်လဲ။ဖြုတ်ချင်လို့ဖြုတ်တယ်။မင်းအောင်လိုင်းရဲ့လမ်းပြမြေပုံမှာတတ်တက်ခိုင်းတို့စန္ဒာမင်းတို့လို NLD ပြုတ်ပင်မပါဘူးဆိုတဲ့သဘောပဲဟုရန်ကုန်အခြေစိုက်စာပေလောကသားတအူကဆိုပါတယ်။ ် NLD ပြုတ်နဲ့ NLD မှထွက်လာသောပြည်သူ့တစ္ဆာပေါင်းများစုဝေးရာအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကိုစစ်ကော်မရှင်ကဖျက်သိမ်းခဲ့ပြီးနောက်ယခုတတ်တက်ခိုင်ကိုအမှတ်လောင်းစရဲမှဖယ်ဖျက်လိုက်ခြင်းသည် NLD ပါတီအပေါ်မင်းအောင်လိုင်းအခါတကြီးချင်းနှင့်မနာလိုစိတ်ကြီးချင်းကိုထင်ထင်ရှားရှားပေါ်ပြနေသည်ဟုလည်းမုံရွာနိုင်ငံရေးတက်ကြွလှုပ်ရှားသူကဆိုပါတယ်တတ်တက်ခိုင်သည်2015ရွေးကောက်ပွဲတွင် NLD ပါတီအမတ်အဖြစ်အနိုင်ရခဲ့တော်လဲ2018ခုနှစ်၌ပါတီတာဝန်များရပ်ဆိုင်ခံခဲ့ရပြီးနောက် နှုတ်ထွက်ခဲ့ကပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပြီးထို့နောက်2020ရွေးကောက်ပွဲဝင်ခဲ့ရာတနီယာမှအနိုင်မရခဲ့ပြီး2020ဩဂုတ်လတွင်မြောက်လိုင်းနှင့်34ပါတီတို့တွဲဆောင်ခဲ့ရ၌အာနာသိယံမြောက်လိုင်းကိုမြောက်ပေးသည့်အထက်သက်သက်ခိုင်လဲရှိဆုံးကပါဝင်ခဲ့ကြောင်းသတင်းထွက်လာခဲ့သည်အာနာသိန်းပြီးနောက်မြောက်လိုင်းခန့်လူကယ်ပြန်ဝင်ကြီးနှင့်ဟိုတယ်နှင့်ခရီးသွားဝင်ကြီးအဖြစ်2021မှ2025ဇန်နဝါရီလကုန်အထိတာဝန်ထမ်းခွင့်ရခဲ့သည်ဆလပီမြမအရေးရက်တီချက်၄ရက်ထိုင်းချမှန် ရွေးကောက်ပွဲလည်လာသူဆေလွတ်စေခြင်းပင်ပေတရားဝင်အသိမှတ်ပြုတာမဟုတ်ဘူးဟုထိုင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအပေါ်အဓိကမူဝါဒရက်တီချက်၄ရက်ချမှတ်ထားကြောင်းထိုင်းနိုင်ငံသားရေးပြောရေးဆိုခွင့်ရှိသူဒီကွန်တေဘလန်ကူရာကအော်တိုဘာလ25ရက်မှာတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ26ရက်နေ့မှာစတင်ခဲ့တဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေမှတိုင်မီကျင်းပတဲ့အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးအပြီးမှာအဆိုပါမူဝါဒတွေကိုထိုင်းကသတင်းတောက်တွေရှိဖော်ထုတ်ခဲ့တာပါ။မနေ့ကလည်းထိုင်းနိုင်ငံသားရေးဝင်ကြီးဆီဟာဆက်ဖောင်ကက်ကောင်ကဘုံသဘောတူညီချက်5ရဲ့အကောင့်ထဲပေါ်ရေးဆိုင်ရာအလို့သဘောအကြံပေးဆွေးနွေးပွဲတိုးချစ်အစည်းအဝေးကိုတက်ရောက်ခဲ့ပါသေးတယ်။မြမအကြီးထိုင်းနိုင်ငံကချမှတ်ထားတဲ့အကြီးအကဲမူဝါဒရည်တည်ချက်လျက်ကတော့ တမြန်မာနိုင်ငံမှာအားလုံးပါဝင်နိုင်တဲ့ဆွေးနွေးမှုနဲ့ရေရှည်ငြိမ်းချမ်းရေးရရှိဖို့ရာမရှိမဖြစ်လိုအပ်တဲ့လမ်းကြောင်းအဖြစ်လူသားချင်းစာနာမှုအခွင့်အရေးတွေပံ့ပိုးပေးရင်နှင်းရွေးကောက်ပွဲလွန်မှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစိ့တစ်ပိုင်းအဖြစ်ဆွေးနွေးညှိနှိုင်းမှုတွေဆက်လုပ်ရင်းအားလုံးပါဝင်ပြီးတရားမျှတဖွင့်လင်းညှိတာတဲ့ရွေးကောက်ပွဲတွေပြုလုပ်ဖို့တောင်းဆိုရင်၃အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမြမအရေးသက်ဆိုင်သူတွေအခြေချင်းနဲ့အာဆီယံရဲ့ပြင်ပမိတ်ဖက်တွေအကြားအပြုသဘောဆောင်တဲ့တီထွေဆက်ဆံမှုကိုထောက်ခံအားပေးညှင့်တင်ရေး လေမြန်မာနိုင်ငံဆိုင်ရာအာဆီယံအကျိုးကိုစလေရန်ရရရေထိရောက်မှုနဲ့စင်ဆက်မပြတ်ဆက်လက်လှုပ်ဆောင်နိုင်မှုကိုပုံမမြင့်တင်ရေလို့ဖြစ်ပါတယ်။စေုပ်စုချင်းပါမဲ့မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်လို့နီကွန်ဒေကထိုင်းအနေနဲ့မြန်မာရွေးကောက်ပွဲကိုပြည်တွင်းဆုံးဖြတ်ချက်အဖြစ်ရှုမြင်ပေမယ့်လာမယ့်ရွေးကောက်ပွဲတွေတက်နိုင်သမျှအားလုံးပါဝင်နိုင်အောင်မြန်မာနဲ့ထိတွေ့ဆက်ဆံဖို့အရေးကြီးကြောင်းအဲ့ဒီလိုထိတွေ့ဆက်ဆံရမှာလဲအာဆီယံအဖွဲ့ဝင်တွေကရွေးကောက်ပွဲလေးလာသူတွေစီလို့တဲ့ကြောင်းပြောဆိုပါတယ်။ဒါပေမဲ့လေးလာစောင့်ကြည့်တယ်ဆိုတာအတိမတ်ပြုထောက်ခံတယ်လို့မဆိုလိုပါဘူး။ ပွင့်လင်းမြင့်သားမှုအားလုံးပါဝင်နိုင်မှုနဲ့ရွေးကောက်ပွဲရဲ့ဘေးကင်းလုံခြုံမှုကိုတည်ချစေဖို့အတွက်လှိလာဆောင်ကြည့်ဖို့လိုအပ်နိုင်ပါတယ်။ဒါဟာရွေးကောက်ပွဲကိုယ်တိုင်ကိုအသိမှတ်ပြုခြင်းနဲ့လုံးဝမတက်ဆိုင်ပါဘူးလို့နီကွန်ဒီကဆိုပါတယ်။တစ်ချိန်တည်းမှာပဲမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရဲ့တက်တန်းကိုထိုးမြင့်မဲ့စိတ်ကူးအပေါ်အစီအဝေးကအပြီးသက်ဆုံးဖြတ်ချက်မချရသေးကြောင်းရေပူရအဖြစ်ထောက်ခံမှုတော့ရှိကြောင်းသူကပြောဆိုခဲ့ပါတယ်။စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်